ုကလင်ကကျစ်ပြောတဲ့ဆရာကောင်မညီတဲ့ဆရာမတယောက်ကိုဒီလောက်ပဲအေးယူတာလားအေးမယူဘဲနဲ့ဒီလိုပဲဒီလိုပဲပြီးသွားရမှာလားကျမသားလေးအတွက်ကိုတရားပေးမယ်ဟာတွေကိုဘလို့အမခန့်ချစ်ပေးမလဲအစိုးရအကြောင်းကြီးကလှုပ်ရှင်နိုင်လို့ထုတ်ရှင်တဲ့အမိန်ကိုထုတ်မောက်မာနေတဲ့ဆရာမတွေရဲ့အပြုတ်အမှုတွေကိုခန်းစားခဲ့ရတဲ့ကျောင်းသားမိခင်တူပါတညာလုံးကျမလည်းအဲ့လိုတော့မပြောဘူးကျမသားကိုကြောင်းနာလိုက်တယ်ဆိုတော့လေကြောင်းကိုသွားတယ်အစော်ကြီးသွားတယ်တွားပြီးဆီယမနဲ့တွေ့တယ်ကျမသားလေးကိုဘာကိစ္စ လက်မထိုးခိုင်းရတာလေကျမသားလည်းလက်မထိုးခိုင်းရှင်မကိုတောင်းမှန်းတော့ဘလို့မှမရဘူးဘလို့သူနားထားတဲ့ចောင်းသားတွေဟာ၃ယောက်တောင်ရှိတယ်အသားလေးចောင်းတည့်ရတဲ့အတွက်တည်းမဟုတ်ဘူးကျန်တဲ့ចောင်းသူတွေပါဒီလိုပါဖြစ်နေပါတယ်ဆိုတဲ့ဟာအားလုံးမင်္ဂလာပါမျိုးကြီး IMK YouTube Channel ကိုကြိုဆိုလိုက်ပါတယ်ဒီနေ့တိဆက်ပေးမယ့်သတင်းလေးကအရန်ကမှရေးကြီးတဲ့သတင်းလေးပြဒီသတင်းလေးကဘာလဲဆိုရင် TNDG ရဲ့သားလေးကရွှေပြည်သားအတက်ကလေးဒီအစိုးရအကြောင်းမှာထားရတယ်ပေါ့နော်

အစိုးရအကြောင်းဒီကမာလှုပ်ရှင်နိုင်လို့လှုပ်ရှင်နိုင်လို့ထုတ်ရှင်တဲ့အမိန်ကိုထုတ်ပြီးတော့နေတာမောက်မာနေတဲ့ဆရာမတွေရဲ့အပြုတ်အမူတွေကိုခန်းစားခဲ့ရတဲ့ចောင်းသားမိခင်တူပါဆက်ချောင်းရဲ့နေ့ကအစည်းအဝေးရှိတယ်ဆိုပြီးတော့နေတာအစည်းအဝေးရှိရမို့ចောင်းသားမိပါတွေကိုတွေ့ဆုံမှုဆိုပြီးတော့အဲ G8 အတမ်းမိုက်ဆရာမသက်စမြတ်ကစမြတ်တဲ့ စမြတဲ့ကကျမကိုဟိုကလေးနဲ့မှားလိုက်တယ်ပေါ့နော်အဲကျမကဆေးဆိုင်မှာအဆေးဖမစ်စပါဟိုကျမမှာမအားတဲ့အတွက်ကြအဲ့နေချက်ချင်းကြီးမှားတော့ကျမလည်းနောက်နေ့အလုပ်တင်နဲ့ချိန်ထားတာလွဲလို့မရတဲ့အကြောင်းလေးတွေရှိတော့ကျမကမသွားနိုင်လို့ဆရာမကိုဖုန်းဆက်ပြီးတော့ခွင်တောင်းပါတယ်လုံးဝဖုန်းမကင်ပါဘူးရှင့်ညနေဖက်လုံးဝဖုန်းမကင်ပါဘူးဖုန်းမကင်တော့ ကျွန်မနောက်နေ့နောက်နေ့ဟို၁၈ရက်နေ့ကျောင်းကိုဆီယမနဲ့တွားတွေ့လိုက်တယ်ပေါ့နော်ဆီယမနဲ့တွားတွေ့လိုက်တော့ဆီယမဆီယမကျွန်မတကယ်မအားတဲ့အတွက်ကြအော်ခဏလေးနော်ဟိုတခုကြမ်းငယ်လို့ပါရှင့်အော်ညနေဖြစ်တားပြန်လာတော့မေမေလောက်တာနဲ့တဲ့တတတတကျောင်းလေးရနားရပြီတဲ့ဟဲတားလေး ဒီဆ iam မတရားကကြောင်းနာခိုင်းနေဆိုတာဟာအပြစ်တော်တော်ကြီးလို့နေပါအပြစ်တွေလှုပ်ထားလဲမမေပြောအမှန်တိုင်းပြောဒါတွေကတောင်းမှန်သိရင်တောင်းမှန်ရမှာကျောင်းသားတရားကိုဆ iam မတရားဟာလွယ်လွယ်ကူကူမနာဘူးဟုတ်တယ်မလားကျမတို့တွေလည်းဆယ်တန်းဆယ်တန်းအောင်တဲ့အထိကျမတို့နေခဲ့ဘူးတဲ့ဒါပေမဲ့ဒါမျိုးပြစ်ချက်ဆိုတာကျောင်းသားတရားကိုအပြစ်ကြီးရှိမှာဒါမျိုးတွေနားခိုင်းတာတွေရှိကြတယ်အဲ့တော့ကျမက ဟဲ့တာလေးနေပါအပြက်လုံလဲဆိုတော့တာမေမေသားဘာမှအပြက်မလုပ်ဘူးအဲ့လိုပြောတယ်အဲ့ဒါကျမကဆက်တညာလုံးကျမလည်းအဲ့လိုတော့မပြောဘူးကျမသားကိုကြောင်းနာလိုက်တယ်ဆိုတော့လေအဲ့ဒါကျမဆက်ရှိရင်နေကြောင်းဖွင့်တာနဲ့ကျမကြောင်းကြောင်းကိုသွားတယ်အစောကြီးသွားတယ်သွားပြီးဆီယမနဲ့တွေ့တယ်ဆီယမနဲ့တွေ့တော့ဆီယမကဘာပြောလဲဆီယမရဲ့ကျမမနေ့တုန်းကဘလို့မှလွဲလို့မရတဲ့အကြောင်းလေးတွေရှိလို့ကျမခွင့်တိုင်တယ်ဆီယမချီကိုဖုံးဆွတ်တော့ကျမဖုံးမကင်ဘူးကျမကိုဘာပြောလဲဆိုတော့အကြောင်းပြချက်တွေကိုမကြားချင်လို့ကျမဖုံးမကင်တာတဲ့ ဟုတ်ပြီအဲ့တော့ကိုယ့်ဘက်ကမှားတဲ့အတွက်ကြောင့်ကျမဆီယမရဲ့ဟိုကျမမာလဲအဲ့လိုအလုပ်ကလေးတွေရှိလို့ကျမမလာနိုင်တာအခုကျမသားလေးဘာအပြစ်လုပ်လဲကျမမေးတယ်မေးတဲ့အခါကျတော့သူတို့တွေကတောင်းမှရီးစားထားတာတွေရီးစားထားတာတွေနောက်ပြီးတော့ဆေးလိပ်တောက်တာတွေနောက်ပြီးတော့ဟိုကျန်တာတော့ဒီလောက်ထိထူးထူးထူးမပြောသူပြောတာလည်းတမ်းပါလေအဲ့ဒါလည်းပြောဟုတ်ပြီအဲ့ဆိုကျမသားလေးဟာဆီယမပြောတဲ့ဆေးလိပ်တောက်တဲ့အထိုင်းမှာပါပြီလားဆိုတော့အဲ့လိုလည်းမပါဘူး နောက်ပြီးတော့ရည်စားထားတဲ့အထက်မှာရောဆရာမပြောတဲ့ပြည့်အစည်းကထုတ်ထားတဲ့အထက်မှာရည်စားထားတာကျမသာပါပြီလားဆိုတော့မပါဘူးမပါတော့ဆရာမရေကျမသားလေးကဘာအပြစ်မှလည်းမရှိဘူးအဲ့တော့ကျမသားလေးကိုအတင်းကျမရှိမှလက်မှတ်ထိုးခိုင်းတယ်ကြည်အိတ်ကဆရာမလက်မှတ်ထိုးခိုင်းတယ်လက်မှတ်ထိုးခိုင်းပြီးတော့ဆရာမဘာလို့လက်မှတ်ထိုးခိုင်းလဲကျမဖုန်းနဲ့ရိုက်ဖို့လို့တော့စောက်ကိုဆွဲယူတယ်စောက်ကိုဆွဲယူတယ်စောက်ကိုဆွဲယူတော့ဟိုတပ်ပုံမရိုက်ရအောင်ပေါ့ ဖုန်းနဲ့ဓာတ်ပုံမရိုက်ရဘူးပေါ့ဆီယမအဲ့ဆိုကျမကိုဓာတ်ပုံရိုက်လိုက်ဆီယမဓာတ်ပုံရိုက်လိုက်ကျမကိုကျမကိုလိုက်မတင်လားဆိုတော့ဆီယမရိုက်ပိုင်ခွင့်မရှိဘူးတဲ့ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ကျမသားလေးကိုဘာကိစ္စလက်မထိုးခိုင်းရတာလဲဘာအပြစ်မှမရှိဘဲနောက်ပြီးတော့ကျောင်းသားကားတဲ့ကျောင်းကိုအင်္ဂါနေ့မှလာတက်ရမယ်တဲ့ဘုဒ္ဓမြတ်ပြန်ကျောင်း၃ရက်နားတယ်ကျမသားကိုကျောင်း၃ရက်နားတယ်အဲ့ဒါကျမကဆီယမရဲ့ ကျမကြောင့်ဖြစ်ဖြစ်တဲ့ပြဿနာကိုចောင်းသားလေးတယောက်ရဲ့ចောင်း၃ရဲ့နားတဲ့အင်အားဆိုတာဟာဆရာမရဲ့ကိုချင်းစာပေးပါအောင် ကျမတောင်းမှန်းတယ်ဘလို့မှမရအောင်ဘလို့မှမရအောင်ဘလို့မှမရတော့ကျမအောက်ပြီကျမသားလည်းလက်မှတ်ထိုးခံဆရာမကိုတောင်းမှန်းတယ်ဘလို့မှမရအောင်ဘလို့မှမရသူနားထားတဲ့ចောင်းသားတွေဟာ၃ယောက်တောင်ရှိတယ် မနေ့ကကျဆင်းလေးလုံးဝမလာဘူးအဲကျောင်းသူမလေးနားထားတယ်ကျောင်းသူမလေးလုံးဝမလာဘူးနောက်ထပ်နှစ်ပတ်နားထားတယ်ကျောင်းသားလေးတယောက်ရှိသေးတယ်ဆီယမ်မရဲ့ကျောင်းသားတယောက်ကိုကျောင်းနာတယ်ဆိုတာကျန်တဲ့အပြစ်ကိုပေးပါကျမသားဘာအပြစ်မှလည်းမရှိဘဲနဲ့ကျမမလာတဲ့အတွက်နဲ့များကျမမလာတဲ့အတွက်ကြောင့်များဒီကျမသားကိုကျောင်းနာထားရတယ်ဆိုတာဆီယမ်မရဲ့ကိုချင်းစာပေးပါအောင်ကျမတောင်းမှန်းတယ်ဘလို့မှမရဘူးမင်းကတော့ကျမရုံးကြည့်ခံလို့ဝင်တယ်ဝင်တဲ့အခါကျတော့ရုံးကြည့်ရဒီအမိတ်နေကို ငါးရောင်ထုတ်ပိုင်ခွင့်မရှိဘဲနဲ့ငါးရောင်ထုတ်ပိုင်ခွင့်မရှိဘဲနဲ့နင်ကဘာလို့ထုတ်ရတာလဲပေါ့နင်ကဘာလို့ထုတ်ရတာလဲဆိုတော့ तू ကသူ့အမိန့်ကိုမပြင်နိုင်ဘူးလို့ပြောတယ်ကျောင်းကြီးကဆုံးပါတယ်ဒီအမိန့်ကိုပြန်လို့ကျောင်းသားတွေကိုမထုတ်နဲ့ပြဿနာတက်သွားမယ်လို့ပြောတယ်ဟုတ်တယ်ပြဿနာတက်သွားနိုင်နေပေါ့နော်ဒီအမိန့်နေဟာအဲ့တော့ဒီအမိန့်နေဟောလာလို့ဆိုပြီးတော့သူ့ကိုအဲ့တော့ကျမရှေ့နေမှာစူပြီးတော့နေနာပြန်လှုပ်လိုက်တယ်ပြန်လှုပ်လိုက်တော့ကျမလည်းပြန်လာခဲ့တယ်ပြန်လာတော့ညနေကျောင်းကပြန်လာတော့ဒါငါအမိန့်ကိုတော့မပြင်နိုင်ဘူး ကြောင်းကမလာနဲ့ပေါ့တဘောကငါအမိတ်ကိုတော့မပြင်နိုင်ဘူးကြောင်းငါမထင်ထားဘူးပေါ့နော်ငါမထင်ထားဘူးကြောင်းကြည်ရုံခန်းထဲကိုရောက်မယ်လို့ငါမထင်ထားဘူးလို့ပြောတယ်အဲ့အဲ့တော့ငါအမိတ်ကိုတော့မပြင်နိုင်ဘူးအဲ့တော့တားကညနေပဲကြောင်းကပြန်လာတော့နောက်နေ့ကြောင်းကိုလွှတ်တော့ကြောင်းမသွားကျင်တော့ဘူးအဲ့တော့တားကြောင်းမသွားလို့မရဘူးကြောင်းသားတရားကြောင်းပြက်လို့မရဘူးတွားအမိတ်လိုက်ဖို့မယ်အမိတ်လိုက်ဖို့မယ်ဆိုပြီးတော့ဒီမှာကြောင်းကိုလိုက်ပို့တယ်လိုက်ပို့တဲ့အခါကျတော့အဲ့ဆီယမ်မနဲ့အဲ့ဆီယမ်မတွေနားနေဆောင်မှာအဲ့ဆီယမ်မနဲ့တွေ့တော့ဆီယမ်မ ကျမသားဆီယမပြောလိုက်တဲ့စကားတခွညဆီယမပြောလိုက်တဲ့စကားတခွညကျမသားဟာကြောက်မလာခြင်းဘူးလို့ပြောတယ်ဆီယမကကျမသားလေးဟာကြောက်မလာခြင်းဒါပေမဲ့ကျမလက်ဆွဲပြီးတော့ကျမသားလေးကိုအခန်းထဲကိုခေါ်လာတယ်ဆိုတော့ကျမကိုတစ်ခါတည်းနဲ့မတူတလို့မတန်တလို့မျက်နှာဘေးနဲ့ဟိုဘက်ကိုလှည့်သွားတယ်ဟိုဘက်ကိုလှည့်သွားတယ်ကျမကစိတ်အဲ့ဒီနေရာမှာ ကျမသားចောင်းချိန်ထဲမှာကျမသားရဲ့ပါးကိုစာတင်နေတဲ့ဆီယမဆိုတဲ့ ဆရာမဆိုတဲ့ဂုံတိတ်ခါနဲ့ကျမလေးလေးစားစားပြောခဲ့တာဆရာမစမြတ်တဲ့ဒီအိတ်အတားမိုက်ဆရာမအခက်ကလေးအတားမိုက်ဆရာမကျမအဲ့လိုပြောခဲ့တာအဲ့ဒါကိုကျမကိုမတူတလို့မတန်တလို့နဲ့မျက်နှာကြီးမဲပြီးတော့မတကားဆိုအော်အေးသားအေးသားတို့ကိုဆရာမချောက်လိုက်တော့နော်အေးလာပြီလားကြောက်ခန်းနဲ့ဝင်ကျမကျင်တတ်တယ်ကျမကျင်တတ်တယ်အခုအဲ့လိုမဟုတ်ဘဲနဲ့မျက်နှာကြီးမဲပြီးတော့လာတဲ့ပုံစံကိုမကြိုက်တဲ့ပုံစံနဲ့ ဟိုဘက်လှည့်သွားတယ်လုံးဝတခွမှပြန်မပြောဘူးအဲ့ဒါနဲ့အတန်းထဲမှာမနေ့ကနားထားတဲ့ကောင်းမလေးလာလာဆိုတော့ကျယ်စင်သိန်းဆိုတော့ကလေးမလေးလာလာဆိုတော့မလာဘူးမနေ့တုန်းကမနေ့တုန်းက16ရက်နေ့ကမလာဘူးမလာတော့ကျမကတာဝန်ခံနဲ့တွေ့တော့တာဝန်ခံနဲ့ကညှိနှိုင်းတယ်ထိရောက်တဲ့အရေးကြီးမှုမရှိဘူးပါဇက်နဲ့ပြောတယ်ပါဇက်နဲ့ပဲအဲ့လိုလုပ်တယ်ကျမပညာရေးမှုယုံသွားတယ်တာဝန်ခံနဲ့တွေ့တယ်တာဝန်ခံဦးချစ်ကိုဆိုတဲ့လူနဲ့တွေ့တယ်တွေ့တော့ ကျမဖြစ်စဉ်ကုံစဉ်ပြောပြတော့သူကချက်ချင်းမှဖုံပြောတယ်ဖုံပြောတော့သူ့ရှေ့မှာတင်လေးစားမှုရှိလားမရှိလားဆိုတာဘလောက်မောက်မာလဲဆိုတာအဲ့အဲ့ဆီယမ်မကဘလောက်မောက်မာလဲဆိုတာသူ့ပညာရေးမှုရုံးကဆက်နေတယ်ဆိုတဲ့ဟာကိုစက်ပိတ်ပလိုက်တယ်စပိတ်ပလိုက်တယ်အဲ့ခေါ်တဲ့လူတော်စိတ်တူတယ်ဟဲ့ငါ့ကိုတော့လာပြီးတော့ဟိုလာပြီးတော့နေတာမထီမဲ့မြင်လောက်တယ်ဆိုတော့အတုံးတော့ကိုသူပြဆရာရှက်ကိုကိုယ်တိုင်းတုံးပါတယ်တုံးတော့ကျမကျမကို ကျန်တဲ့ចောင်းသားတွေကျမသားလေးအတွက်တင်မဟုတ်ဘူးကျမသားလေးចောင်းမတည့်ရတဲ့အတွက်တင်မဟုတ်ဘူးကျန်တဲ့ចောင်းသူတွေပါဒီလိုပါဖြစ်နေပါတယ်ဆိုတဲ့ဟာကိုကျန်တဲ့ចောင်းသူတွေရတဲ့သူ့ဘာသူလာတိုင်းလိမ့်မယ်တဲ့ကျန်တဲ့ចောင်းသူတွေသူ့လာတိုင်းလိမ့်မယ်တဲ့ဒီလောက်ပဲပြောတယ်ပြောပြီးတော့ကျန်တဲ့ចောင်းသူတွေကဒီလောက်ပဲဒီလောက်ပဲဟိုပါပြုလိမ့်မယ်ဆိုပြီးတော့နေလားကျမကိုအဲ့လိုမျိုးပြောလိုက်တယ် ကျန်တဲ့ចောင်းသူအမေတွေကသူ့ဟာသူလာတိုင်းလိမ့်မယ်ပေါ့ကျန်တဲ့ចောင်းသူတွေကသူ့ဟာသူလာတိုင်းလိမ့်မယ်ပေါ့ကျမဆရာတတ်စက်ကြည့်လိုက်အဲ့ចောင်းသူတွေကចောင်းမလာဘူးကျမတားဟုတ်တော့ကျမကိုယ်တိုင်ចောင်းပို့ခဲ့တာကျမအဲ့လိုပြောလိုက်တယ်အဲ့ဒါကိုအဲ့ဒီပညာရေးမှုကလည်းနှုတ်နဲ့ပဲပြောနှုတ်နဲ့ပဲဆုံးမနည်းနည်းပါးပါးလေးထိအောင်အောင်ကျမကချစ်စေချင်တာအဲ့တော့ကျမသားလေးဟာအဲ့ဒီအခန်းထဲမှာတစ်နှလုံးနေရတော့မှာကျမသားလေးကိုဖိအားတွေပေးမယ် နော်ဥပမာစာမုတ်ဝက်အဖြေလာတွေကိုမဆက်ဖက်နဲ့နေပြီးတော့ကြောက်အောင်လုပ်မယ်ဆိုခဲ့လို့ရှိရင်ចောင်းသားတယောက်ရဲ့နက်နာမှုတွေကိုအထက်ကတာဝန်ရှိတဲ့လူကြီးမင်းတွေဘလို့ဖြေရှင်းပေးမှာလဲဒီမှာသိကျင်တာလေဒီလိုဟာဒီလောက်ထိဖြစ်နေတဲ့ဟာကိုဥပမာနည်းနည်းပါးပါးလေးလက်မှတ်ထိုးခိုင်းနည်းနည်းပါးပါးလေးပြောနည်းနည်းပါးပါးလေးတွေ့ဆုံလို့ကျမကျေနပ်တယ် အခုကနှုတ်နဲ့ပဲပြောဒီလိုမလုံးနဲ့အင်းဒီလိုဟိုမှာမပြုတ်ပါနဲ့အင်းဟုတ်ကလည်းတော့ချစ်ချင်းမဲ့တခါတည်းနဲ့အင်းပိုင်ဆိုးသူចောင်းကိုခန်းနဲ့ကိုလာပါနဲ့ရှင်းဆိုတာနဲ့ပြီးသွားရောဒီလိုကလင်ကချစ်ပြောတဲ့ဆရာကောင်မညီတဲ့ဆရာမတယောက်ကိုဒီလောက်ပဲအေးယူတာလားအေးမယူဘဲနဲ့ဒီလိုပဲဒီလိုပဲပြီးသွားရမှာလားကျမသားလေးအတွက်ကိုဘလို့ရိတိအပေးမဲ့ဟာတွေဘလို့ရိအမခန့်ချစ်ပေးမလဲ ကျွန်မသိကျင်တယ်ဟုတ်ကဲ့ပါမြေရေကျွန်တော်ပြဖိုင်ဒီလောက်ပါပဲဒီပြဖိုင်လေးရဲ့ဖြစ်စဉ်ကတော့ DNDG ရဲ့တာကဒီရွှေပြည်သားအထက်ကလေးမှာဒီပညာသင်ကြားနေတယ်ပေါ့နော်ဒီ degree A ရဲ့ចောင်းဆရာမရဲ့ဆိုဆက်ဆက်နဲ့ body မမရဲ့နေဆက်ဆက်လို့ဒီ NDG ကဒီပညာရေးမှုရုံးနေပါရဲ့တွတ်တိုင်နေပေါ့နော်ဒါဒါပေမဲ့ဒီထိရောက်စွာအရေးမြူလို့ဒီနေ့မှာတော့ line mode တင်ပြီးပြောပြလိုက်ခြင်းဖြစ်တယ်ကျွန်တော်အမြင်ကတော့ဒါမျိုးမလုပ်သင့်ဘူးလို့ထင်တယ် ဟုတ်ကဲ့ပါဒီ channel လေးလည်းအများမြင်အောင်လို့ like and share လေးပြုလုပ်ပေးဖို့ transition ပါတယ်ကျော် channel နဲ့ပို့သူတွေရဲ့ channel ဆေးလေးတင်တဲ့ကိုမြင်ရင်တစ်ဆက်ပြီးမှာမို့ကျော် channel like and subscribe နဲ့ like and subscribe နဲ့ဖိနန်တို့ဒီပဲလေးကိုပါနှိပ်ခဲ့ပေးဖို့ transition ပါတယ်ကျော် channel အားပေးကြည့်ရှုသူတရားရှင်များကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးမှာပြန်ဆက်ကြမယ်တဒါ